ပရိသတ်လေးတို့အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aurora Cartoon Channel ရနေပြီးတော့အပြန်လဲကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 10ဆက်သူနင်းဖြစ်ပါတယ်ဒီနေ့မှာပဲပရိသတ်လေးတို့အတွက်ဇလံကောက်လေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးကြပါတယ်ဂျာဆန်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလံလေးရဲ့အစောထိပ်ကိုကြည့်ရှုအားပေးချပါအောင်နော် Hi ကျမကတော့နဝေးနိုင်ငံမှနေထိုင်တဲ့ Karina ဖြစ်ပါတယ်ကျမရဲ့ဇလံလေးကိုအစောထိပ်နားထောင်ပေးကြပါအောင်နော် ချင်မကတူရဲတော့တမိဖြစ်ပြီးတော့ဖဖေနဲ့မမီနဲ့အတူနေထိုင်ပါတယ်။ကလေးမလေးဆိုတော့မမီကိုကြည့်ပြီးတော့အရှာအားကျနေကြရတာပေါ့။မမီကငငယ်ရုံးကဆိုရင်ပြပန်ဆန်နဲ့အရန်တူပြီးတော့ချစ်စရာလည်းကောင်းပြီးစပင်လေးတွေကလည်းစင်းနေရပဲ။ချင်မကိုအမြဲတမ်းပန်းရောက်ပြိုက်ကားလေးနဲ့အတူအချောင်းကိုလိုက်ပုတ်ပေးတတ်ပါတယ်။ဒီတော့ကျမတင်ခဲ့ခြင်းဒီအားလုံးကကျမကိုကြည့်ပြီးတော့မနာလိုဖြစ်နေခဲ့ကြတာပေါ့။ချစ်ပါအောင်သူ့မစ်စီလာတဲ့ကားရဲ့ STRing ကတပနေရပဲနော်။ ငါလည်းသူ့အမေလိုမျိုးသမီးမျိုးကိုလက်ထပ်ခွင့်ရရင်တိတ်ကောင်းမှာပဲ။ဒါပေမဲ့မမေကတော့အချမသူ့ပုံကိုခန်းစားရတယ်လို့မျိုးအချမပုံကိုသူပြန်မခန်းစားရပါဘူး။မမေကအချမကိုဆိုရင်ဂိမ်းမဆိုင်တဲ့ပုံပတ်ပါရယ်။တကယ်ကြတော့အချမဟော့ကီပြိုင်ပွဲရှိပါရယ်။မမေကအဲ့ဒီနေ့ကနေမကောင်းလို့အချမပြိုင်ပွဲကိုလာမကြည့်နိုင်ဘူးလို့ပြောရယ်။ပြိုင်ပွဲပြီးတော့ဖေဖေနဲ့ချမတို့သူ့ကို shopping မှာတွေ့ကြတယ်လေ။ဖေဖေလည်းအရင်စိတ်ဆူသွားတယ်။ချမကတော့မမေဘက်မှာရှိနေပြီးပါရယ်။ ဟော်ကီကစားတာကပြင်းပူကောင်းတယ်မလားတမီးနားလိုက်ပါရမမေးတမီးတို့လက်သေးတူတူသားလောက်ကြရင်ဘလို့လဲတမီးစုထားတဲ့ပစ္စံလေးတွေနဲ့တမီးကမမေးကိုလုပ်ပေးမှာဒီတော့မမေးကဖဖေးရဲ့ credit card ကိုသုံးစရာမလိုတော့ဘူးပေါ့ကျမကအမြဲတမ်းမမေးကိုဒီလိုမျိုးအ short ပေးခဲ့ပါတယ်တကယ်ကြတော့ဖဖေးကတိမခံနိုင်တော့တဲ့အစုံကျမကိုခေါ်ပြီးတော့မမေးကိုထားပစ်ခဲ့တဲ့အထိဖြစ်သွားပါတယ်ကျမနဲ့ဖဖေးနှစ်ယောက်တည်းနှစ်နှစ်တာလဥရောပတစ်ခွေမှာလက်ပက်ပြီးတော့နေရတဲ့အထိဖြစ်သွားတာပေါ့ ကျမတို့တော့အချိန်ကောင်းလေးတွေဖြစ်ခဲ့ပါတယ်။မိမိအချောင်းကိုလည်းကျမမကြားခဲ့ရပေမဲ့ကျမသူ့အချောင်းကိုတစ်စိလုံးတွင်းနေမိတာပါ။နောက်ဆုံးနဝေးကိုပြင်ရောက်လာတဲ့အချိန်မှာတော့ကျမအချောင်းစစ်တစ်ခုကိုအသက်15နှစ်မှာပြောင်းပြီးတော့တက်ခဲ့ရပါတယ်။ကျမကကဘာအနှက်ကိုရှောက်ပြီးတော့ခရီးသွားခဲ့တဲ့သူဖြစ်တာကြောင့်ကလေးတွေချားထဲမှာသူပြောများနေခဲ့တာပေါ့။ကျမကိုချစ်ကြတဲ့ပရိသတ်တွေနဲ့ကျမရဲ့တငယ်ချင်းတွေအပြင်ကျမမှာတငယ်ချင်းတစ်တယောက်ထက်ရှိလာတာကတော့ Freya လို့ခေါ်ပါတယ်။သူကကျမထက်အသက်3နှစ်ငယ်ပါတယ်။ ဒါပေမဲ့ကျမတို့ကအတန်းတူတူတက်ရပါတယ်။သူကညင်ကြီးရှင်ဆိုတော့ဆရာမတွေကသူ့ကိုအတန်းကျော်ပြီးတော့တက်ပေးထားတာ။ဒါဆိုရင်နေကဘယ်လိုမြင်လဲ?နေကငါ့ကိုအင်စာရီထပ်ပြီးတော့လုပ်ပေးရမယ်။ငါကနေ့တည်းကပါတီပွဲတွေကိုခေါ်သွားပြမှာပေါ့။ဆယ်နှစ်နှစ်အရွယ်ပဲကလေးကမှပါတီပွဲကိုလာလို့မရဘူး။ကရီနာညီမဖြစ်လို့ဒီလိုကလေးမှနဲ့တငယ်ချင်းဆက်လုပ်နေတာလေ။ဖရီယာကရဲစိတ်ထူသွားပြီးတော့သူ့ရဲ့လွယ်အိတ်နဲ့အဲ့ဒီပြောတဲ့ကောင်လေးကိုကပ်ပတ်လိုက်တယ်။အဲ့ဒီကောင်လေးလည်းအရှိန်ပြပြနဲ့နောက်ကိုလန်းလဲကြောက်သွားပါရဲ့။ ဖရီယာကိုအသက်၁၂နှစ်ပဲရှိသေးတယ်ဆိုပြီးတော့နင်တို့အထင်သေးကျင်သေးလို့ရရယ်နော်ဒါပေမဲ့သူကတွားလျှောက်လို့ရတဲ့သူမဟုတ်ဘူးကျေးဇူးပါပဲတငင်ချင်းအတန်းထဲမှာအသက်ငယ်ဆုံးဆိုတော့ငါ့အတွက်နည်းနည်းတော့ခက်ခဲတယ်ဟာအဲ့ဒါကြောင့်ငါ့မှာတငင်ချင်းဆိုလို့နင်တယောက်တစ်ဖက်ရှိလားတငင်ချင်းလောက်ဖို့အတွက်အသက်ကသက်ချက်မှမလိုတာပြီးတော့နင်ကအရမ်းမတည်လို့လည်းငါထင်တယ်နင်လည်းကင်တစ်ခုကြတော့သူတို့အိမ်မှာညစာလိုက်စားဖို့အတွက်ဖရီယာကကျမကိုခေါ်သွားပါတယ်ကျမတို့အိမ်ကိုရောက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့အရာကိုတော့မယုံကြည်နိုင်ဖြစ်သွားတယ် ဖရီယာနေတဲ့အိမ်က6တတိုင်အိမ်ကြီးအကြီးကြီးပါ။အရန်မိုက်တဲ့ရေကူးကန်ကြီးလည်းရှိတယ်။အင်တော်တင်းကကျမကိုကူကီးတောင်မှလာရွေးသေးတယ်။တကိုက်လောက်ကန်စားနေတဲ့ချိန်မှာရှော့တီးယားဖရီယာရဲ့နောက်ကနေပြီးတော့အမျိုးသမီးတယောက်ကသူ့ကိုလာဖက်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကကျမရဲ့အမေစရာကိုတီးသွားဖို့အတွက်ကျမအချိန်20နာရီလောက်ယူလိုက်ရတယ်။ကရီနာနေတီးသွားလား၊ရရလား။မမေ၊တမီးရဲ့တင်ငယ်စင်းအတွက်ရေလိရှူပေးလိုက်ပါလား။နေနေအောင် 你要到没路可来的啦？Carina，得得没啦？妹妹如果只要过只要对你家啦，对啊，我没给了对嘛不好啊？妹妹不要了，妹妹嘛，这差个零没事吧？我说，爸，你把我阿弟路的给不要了啦？ကျမခန္ဓာကိုယ်တစ်ခုလုံးမိတော့တော့လို့ခံစားလိုက်ရတယ်။ဒါပေမဲ့ဒါကအစပဲရှိသေးတာပေါ့။မိမိကမတတ်မတာပုံစံမျိုးနဲ့ဖရီယာကိုသူ့ရဲ့ဇလန်ရှိကြီးကြောင်းရှင်းပြပါရယ်။ ပြီးတော့သူတယောက်တည်းနေစင်းနဲ့ပြောပြီးတော့ထွက်သွားတယ်။တေချာပေါ့ကျမ Instagram ကိုလည်းအအောင်ဆက်လို့မရဘဲနဲ့ Fria ကတော့ကျမကိုစက်တိုက်ဆိုသလိုတောင်းပန်နေခဲ့ပါတယ်။ငါငါတကယ်ချင်းပြောရဲပါတယ်။ငါမေကနင့်ကြောင့်ကိုတခါမှမပြောခဲ့ဘူး။သူပြောခဲ့တာက "तू လည်းထက်ခဲ့ဘူးလေ။ဒါပေမဲ့မိသားစုတော့မရှိခဲ့ဘူးလို့ပြောတာ။ကောင်းပြီလေ။နင်တို့အမေလို့ခေါ်တာရှက်ပြလို့မရဘူးလား။ပြီးတော့သူ့မှာအရှင်တော့ကလည်းမိသားစုရှိခဲ့ဘူးလေ။နေပါဦး။ဒီတော့ငါမှန်းကြည့်ရသလောက်ဆိုရင် နေဖေဘီလီယနာကိုငါ့အမိကယူလိုက်တာမလားတကယ်တော့ငါ့အဖေနဲ့ငါနဲ့ကအရန်ကိုဆင်းရဲခဲ့ကြပါရဲ့အဲ့ဒီအင်ကြီးကလည်းနေမေရဲ့အိမ်မက်လေးလွန်ခဲ့တဲ့နှစ်အနေငယ်လောက်တုန်းကနေမေက fashion design ကိုဖန်တီးမယ်ဆိုပြီးတော့ကုမ္ပဏီထောင်းလိုက်တာအဲ့ဒါကအရန်အောင်မြင်သွားတာပဲငါတို့လည်းပြောင်းပြီးတော့နေတဲ့အချင်းကျတော့သူကငါ့ကိုအရန်လိုလိုက်ခဲ့တယ်လေပြီးတော့ငါတို့နှစ်ယောက်ကအရန်ကိုလည်းရှင်းနေခဲ့ကြရတယ် ။ဒါဖြစ်လို့နေ့ကျောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးအကြီးကြီးဖုံးကွယ်ထားရလဲဆိုတာကတော့ငါတကယ်ပဲနားမလည်တာပါ။ကျမဘယ်လိုပြန်ပြောရမလဲတော့မသိတော့ပါဘူး။အဲ့ဒီအစားကျမနဲ့ဖရီယာကိုမမေကခေါ်လိုက်ပြီးတော့ညစာချက်ချွေးခဲ့ပါတယ်။တမီးလေးတို့အမေတောင်းမှမရဲ။တမီးတို့နေ့ကစလုံးနဲ့စကားပြောချင်လို့အမေဒီလိုမျိုးခေါ်လိုက်ရတာပါ။ပြီးတော့ဖရီယာတမီးတို့တမီးချက်ဆုံးဟင်းပွဲတွေကိုလည်းအမေပြင်ပေးထားတယ်နော်။ကျမအသက်ကိုပြင်းပြင်းရှူလိုက်ပါရယ်။မမေကကျမကိုတောင်းပန်ခဲ့ပြီးတော့ ူဘာလို့လုပ်ခဲ့ရလဲဆိုတဲ့အကြောင်းလေးကိုစပြီးတော့ရှင်းပြလမ်းပါတယ်။အတိတ်ကိုမေ့ပြဖို့အတွက်မိသားစုအသစ်ကိုရှာခဲ့ပြီးတော့သူရဲ့ဒီနိုင်ဖို့အတွက်စူးစမ်းခဲ့ရတယ်လို့ပြောပါတယ်။ဒီလိုမျိုးသူရှင်းပြလိုက်တာကကျွန်မတို့ပို့ပြီးတော့ဆင်ဆိုးသွားစေရယ်။တမီးလေးနဲ့အမေကပြန်ပြီးတော့ဆက်သွယ်ချင်နေကြတာပါ။ဒီလိုလေခဏခဏလာလဲပါနော်။ပြီးတော့ဒီလိုမျိုးသမီးလေးတို့နှစ်ယောက်ကတကယ်ချင်းနေဖြစ်နေကြတော့အမေပို့ပြီးတော့ဝမ်းသာရတာပေါ့အာ သမီးသမီးတက်ပြီးတော့နေလို့မကောင်းရက်ခွန်လေးကလေးလာသလိုခံစားရတယ် ီးတော့တမိထထွက်သွားတာကြောင့်မမအတီကြီးတွေရှောက်တွေးမိပါနဲ့။ဘာသာမှမသိဖရယာရဲ့ရှေ့မှာတော့ကျမမမီနဲ့ရင်မဆိုင်ချင်ပါဘူး။ကျမကမမီကဘယ်တော့မှမချစ်ခဲ့ဘူးဆိုတဲ့အကြောင်းကိုဖရယာမသိသွားစေချင်ဘူးလေ။မမီကသူ့ကိုချစ်ခဲ့တယ်လို့မျိုးပေါ့။ဒီလိုနဲ့ပြည့်ရပြီးတော့ကျမဖရယာနဲ့ကြောင်းမပြန်ဆုံပါရဲ့။သူကလည်းမမီကိုဆေးဆိုးနေတယ်လို့ကျမကိုပြောလာတယ်။ဒါပေမဲ့မမေကသူ့ကိုချော့ဖို့ဆိုပြီးတော့ brand new iphone ကိုတော့မဝယ်ပေးလိုက်သေးတယ်တဲ့။ဒါပေမဲ့ငါမေကငါ့ကိုလိန်ပြောရတဲ့အတွက်ကြောင့် ငါစိတ်တော့ဆိုးနေသေးတယ်။ဒါပေမဲ့လည်းငါနဲ့ပြန်ပြီးတော့ပြည်လင်အောင်စူးစမ်းပေးနေရဲဆိုတော့သူ့မှာလည်းအကြံပြချက်ရှိလိမ့်မယ်လို့ငါနားလေပြဖို့စူးစမ်းနေပါရဲ့။အေးပါ၊သူလည်းနေ့လိုမျိုးငါ့အပေါ်ကိုပြန်ပြီးတော့စလုပ်ပေးမယ်ဆိုကောင်းမှာပဲ။ရဲတဲ့တစ်ပတ်အနေနဲ့ကြားလာတဲ့အချိန်ကျမနဲ့ဖရီယာကြားထဲမှာတင်းမမူကဆက်ပြီးတော့ရှိနေစေပါပဲ။ကျမသူ့အိမ်ကိုသွားဖို့အထီတော်မှရှောင်းလာခဲ့တယ်။တရရဲ့ကြောင့်အတိုင်းထက်လို့နဲ့ကင်းစားတစ်ခုဖြစ်လာခဲ့ရယ်။အဲ့ဒီနေ့က free ရဲ့73နှစ်ပြည့်မွေးနေ့ပါ။ သူ့ဝင်ကူလာဖို့အတွက်ကျမကိုသူအတင်းဖိတ်နေပါဗျ။မမေနဲ့တတတတမဖြစ်ဘူးဆိုရင်လေသူနဲ့စကားမပြောလို့ရပါရဲ့ဟာငါရဲ့မွေးနေ့ပွဲမှာတော့နင့်ကိုဒီတိုင်းလေးပဲရှိနေစေချင်ုံပါပြီးတော့နင်ကအခုဆိုရင်ငါတင်ခဲ့ချင်းဆိုလည်းဟုတ်တယ်ငါမဆိုလည်းဟုတ်တယ်လေနောက်ဆုံးမှာတော့ကျွန်မလည်းသဘောတူပေးလိုက်ပါတယ်သူရဲ့မွေးနေ့ပါတီပွဲကိုတင်းမပေါ်မှာကျင်းပခဲ့ပြီးတော့ရှမ်းကိုလည်းပြောဖို့ကောင်းခဲ့ပါတယ်ကျွန်မကိုတွေ့ရလို့မမေကလည်းတိတ်ကိုဝမ်းသာနေတဲ့ပုံပါ ခဏကြာတော့ဖရီယာနဲ့ကျမတို့တင်းပေါ်ထိတ်နာလီမှာစကားရပြောနေခဲ့ကြတယ်။လှိုင်းလုံးကြီးကြီးကခတ်လိုက်ပြီးတော့ရုပ်တရက်ကျမတို့ညစလုံးရေထဲကိုပြုတ်ချသွားတယ်။မိမိကချက်ချင်းပဲကျမတို့ကိုလာခဲ့ဖို့အတွက်ရေထဲကိုလိုက်ခုန်ချတာပေါ့။အန်အုပ်ဖို့ကောင်းတာကသူကဖရီယာကိုအရင်သွားပြီးတော့ပြေးခဲ့ကြတယ်လေ။တစ်ဖက်မှာတော့တင်းပေါ်ပေါ်ကလုံချိုကြီးတယောက်ကကျမကိုလာခဲ့ပါတယ်။နိုင်ရင်အနည်းငယ်တော့ကြတော့မိမိကကျမနဲ့ဖရီယာကိုခေါ်ပြီးတော့အိမ်ဘက်မောင်းထွက်လာတယ်။ကျမလည်းတိတ်ကိုစိတ်ပြက်မိသွားတယ်။သမီးလည်းအဲ့ဒီအချိန်လေးမှာ ပင်လယ်အောက်ထဲကိုညှိမြုပ်သွားနိုင်ပါတယ်။ဒါပေမဲ့မမေကသမီးကိုကြတော့ခီးမဆိုင်ခဲ့ဘူး။သမီးထပ်ပုတ်ပြီးတော့ Freya ကိုပဲကယ်တင်ခဲ့ရမလား။မဟုတ်ဘူး။အဲ့ဒါလို့မဟုတ်ပါဘူး။ Freya မဟုတ်တဲ့ညရပြောမနေစမ်းနဲ့။တင်မောကကယ်ဆယ်ရေးကသမီးကိုကယ်ဖို့အတွက်သွားနေပြီသား။အဲ့ဒါကြောင့်အမေက Freya ကိုကယ်လိုက်ရတာ။သမီးကဒါဆိုသူ့ကိုနှစ်သွားစီချင်တာလား။မဟုတ်ဘူးအဲ့ဒါကသမီးပြောချင်တာမဟုတ်ဘူးသမီးကမမေရဲ့သမီးအရင်းပါနော် မိမိကသမီးအရင်ထက်ကိုပို့ပြီးတော့သူ့ကိုရွေးချယ်ပြီးကဲပေးခဲ့တာသမီးစကားကဲလိုက်တာပါဘာမှတိုက်ဆိုင်မှုမဟုတ်နေပါဘူးသမီးဒီဟာစဉ်းသွားတော့မယ်ဒီလိုပြောပြီးတော့ကောင်းမစွာနဲ့လမ်းလက်ကောင်းမတော်မှအစ်မကားဘက်ကနေဆင်းလာခဲ့ပါတယ်ကျမမိမိရဲ့ကားကိုတော့လက်မရှိတော့ဘဲနဲ့အင်ကိုပဲပြေးလာခဲ့တယ်မနေ့ကျတော့မနေ့၄နာရီမှပဲကျမအင်ကိုပြန်ရောက်လာတယ်လေနောက်နေ့တွေမှာကျမဖရီယာနဲ့တငယ်ချင်းလောက်တာကိုရှက်ပြစ်လိုက်ပြီးတော့တခြားသောတငယ်ချင်းအစ်စ်တွေနဲ့အတူပါတီပွဲတွေပဲရှောက်သွားနေခဲ့ပါတယ် အိမ်လည်းမအိတ်တော့သလိုတန်းတွေကိုလည်းသွားမတက်တော့ဘူး။ဒါကိုကြည့်ပြီးတော့ပေပေကရမ်းစိတ်ပူလာတယ်။တရကြတော့ကျမအိမ်မှာခဏအိတ်နေတဲ့အချိန်မှာဖရီယာနဲ့တူမေမေပါကျမရင်ကိုကောင်းမမရောက်ချလာတယ်။ကရီနာအိမ်မှာရှိလား။ကျမသူနဲ့စကားပြဖို့လိုလို့ပါ။တမီးတို့သူ့ကိုအရန်စိတ်ပူနေလို့ပါဦးလေ။သူအိမ်ဆိုင်လည်းမလုပ်တော့ပဲနဲ့အခန်းထဲမှာပဲပြိတ်ပြီးတော့ပါတီဝဲတွေပဲသွားနေရမလား။ဖရီယာတမီးလေးကကရီနာကိုစိတ်ပူနေရဆိုတာအကဲနားလေပါရဲ့။ ဒါပေမဲ့နှစ်ယောက်စလုံးဒီကနေပြန်လည်သွားလိုက်ပါတော့ကရီနာအတွက်အချိန်ပေးဖို့လိုအပ်တယ်မဟုတ်ဘူးလားမင်းတို့နှစ်ယောက်စလုံးရှိနေတာကသူ့အတွက်ကောင်းတဲ့ရှာတော့မဟုတ်နေဘူးကျမထပ်ပြီးတော့အောင်မထားနိုင်တော့ဘူးငိုချလိုက်ပြီးတော့သူတို့အားလုံးကိုအိမ်ခန်းထဲမှာထိုင်ခိုင်းလိုက်ပါတယ်တမီဖုံးကွက်ထားတဲ့အရာတစ်ခုရှိတယ်အားလုံးကိုအတိမပေးပဲနဲ့လှုပ်ခဲမိတဲ့အတွက်လည်းတောင်းပန်ပါတယ်အရှင်လာကမမေကိုတမီအရင်ဆေးဆိုးပြီးတော့မကောင်းတဲ့အမားတစ်ခုကိုကျူးလွန်ခဲ့ပါတယ်ပါတီပွဲမှာလူတစ်ယောက်နဲ့ဒိတ်ခဲ့ပြီးတော့တမီအခု ကိုရင်ရှိနေပြီ နေပါဦးဘာပြောလိုက်တယ်ကရီနာနင်နင်နောက်နေမလားဟုတ်တယ်မလားနင်တကယ်ကိုကိုရှိတာမဟုတ်ဘူးမလားမဟုတ်ဘူးငါတကယ်ကိုကိုရှိနေတာငါတကယ်ယူမိုက်ခဲ့တယ်ရှက်လဲရှက်တယ်ဒါပေမဲ့အခုတော့ဘာလုပ်ရမလဲမသိတော့ဘူးဖေဖေကစငုံလာပြီးတော့ကျမအတွက်စိုးရိမ်လာတယ်ဆရာဝန်တွေအများကြီးကိုပုံဆက်ပြီးတော့ဆွေးနွေးတိုင်မိနေပါတယ်ဖရီယာကတော့ကျမကိုချုံမော့ပြီးတော့ကလေးရဲ့ဖေကဘသူလက်စတာကိုမေးနေပါတယ် နောက်ဆုံးမမေကတော့ကျမကိုအခန်းတစ်ခန်းထဲမှာပဲသူနဲ့နှစ်ယောက်တည်းစကားပြောဖို့ပြောပါရယ်။တမီးလေးကဒီကလေးကိုမွေးလို့မရဘူးဆိုတော့တမီးသိတယ်မလား။တမီးရွှေကသူ့ကိုကောင်းကောင်းဆောက်ရှောက်ပေးနိုင်မှာမဟုတ်သေးဘူး။ဒီကလေးကိုသာရှူလိုက်မယ်ဆိုရင်တမီးတပွားအလုံးနောက်နောက်ရနေရမှာ။ဒါပေမဲ့တမီးကတော့မမေလိုမျိုးအသေးနှလုံးမရှိဘဲနဲ့ကလေးတယောက်ကိုခြေတိုင်းမျက်နှာလုံးကပ်ပြစ်မလုပ်နိုင်ဘူး။ကလေးရှိလာပြီးဆိုမှတော့တမီးကတော့သူ့ကိုအကောင်းဆုံးပြည့်စုံပြောထောင်သွားမယ်။မမေကတော့ကျမနဲ့လုံးဝသဘောမတူခဲ့ပါဘူး။ ဒါပေမဲ့နောက်ထပ်ရက်အနည်းငယ်လောက်ကျတော့ကျမတို့ရှာထဲမှာပြောင်းလဲမှုတစ်ခုဖြစ်လာတယ်။မနေ့တိုင်းကျမဘလို့ခန်းစားရရလဲဆိုပြီးတော့သူမေးတယ်။ကျမကြောင်းလာတဲ့ချိန်မှာလဲမိမိထည့်ပေးလိုက်တဲ့စပြုတ်ကိုဖရီယာကအမြဲတမ်းရှူလာပေးခဲ့တယ်။မိမိကနင့်ကိုနေတိုင်းနေတိုင်းအာဟာရပြည့်အောင်သုံးစားရမယ်ဆိုပြီးတော့ပြောဖို့ငောက်အောင်မှာထားတယ်။ပြီးတော့ခရီနာနေရစစ်သူကောင်းလေးကိုနေခုတိမတွေ့ရသေးဘူးလား။ဆရာဝန်နေနဲ့တွေ့တဲ့ချိန်မှာလဲသူမရောက်လာဘူးလေ။ဘာလို့လဲဆိုတော့ငါသူ့မပြောရသေးလို့ပါ။ ဒီကလေးကိုဆက်လက်ပြီးတော့ဆောက်ရှောက်မလားဒါမှမဟုတ်ခေယကဘယ်ပုတ်ပြရမလားဆိုတော့ငါမသေးခွဲလို့လေငါလည်းကဝေရှိရဆိုတော့ကိုတိလိုက်ရတဲ့ချိန်ကစပြီးတော့သူ့ကိုမတွေ့တော့ဘူးငါတို့နှစ်ပတ်လောက်တွဲခဲ့ပါတယ်ဒါပေမဲ့ငါဒီသတင်းကိုသိသွားပြီးတဲ့အချိန်ကျတော့ငါသူ့ကိုအဆက်အသွယ်မလုပ်တော့ဘူးလေနေရသူ့ကိုအဆက်အသွယ်မလုပ်တော့ဘူးဟုတ်လားအဲ့တော့ကတော်တော်ဆိုးတာပေါ့နေရသူ့ညစာလေးပါလိတွေးပြီးတော့ပြစ်နေတဲ့အချောင်းတွေအားလုံးကိုရှင်းပြတင်နေလေဟာသူ့မှာဒါကိုတိပံခွင့်ရှိတယ် ဖရီယာပြောရမန်နေဂျာကျမသိပါတယ်။အဲဒါကြောင့်ကျမတို့စားဖို့လိုက်ပြီးတော့ကျမစီလာဖို့ခေါ်လိုက်ပါတယ်။သူနာမည်ကဖီလီလို့ခေါ်ပြီးတော့သဘောကောင်းတဲ့ပုံမှာဒီကိစ္စတွေအလုံးကိုပြပြလိုက်တဲ့အချိန်ကျသူဘလို့တွန့်ပြန်မလဲဆိုတာကိုတော့ကျမတကယ်ပဲမသိပါဘူး။အလုံးတူတူရှိနေကြတဲ့တောက်ချာနေညမှာသူကျမအင်ကိုရှောက်လာပါတယ်။ငါဘာလို့မင်းနဲ့တွဲဖို့လက်ခံခဲ့ပြီလဲတော့မသိတော့ဘူး။ဘာမှလည်းမပြောဘဲနဲ့မင်းကဒီတိုင်ကိုပျောက်သွားပြီးထားခဲ့လိုက်တာလေ။ ာကိစ္စမှလည်းရှိမနေပဲနဲ့ကိုစဉ်းစားလို့မရအောင်ခရီးနာမင်းရတို့အောင်မဲ့စားသူ့စီကဖြည့်ရှင်းချက်ကိုအရင်နားထောင်ပါအောင်လားကျမလည်းထိတ်လန့်စွာနဲ့ပဲအားလုံးကိုရှင်းပြလိုက်တဲ့အချိန်မှာဖီလစ်ကတိတ်ဆိတ်စွာနဲ့ဒီတိုင်းညင်နေပါရဲ့ဖခင်ကြီးဒါရီအားလုံးကကိုယ့်ရဲ့အမားတွေပါ မဟုတ်ပါဘူးဂျာကငါ့ရဲ့အမားလည်းပါပါရဲ့ကိုမင်းကိုလည်းအပြစ်မတင်ပါဘူးဒါပေမဲ့ဒီကိစ္စကိုတော့လုံးဝသဘောမတူနိုင်ဘူးညီပါဦးကျမတို့ကျမတို့ဒီကိစ္စကိုဆွေးနွေးရအောင်လေ ဘာမှဆွေးနွေးနေစရာအကြောင်းမရှိဘူး။ပြီးတော့နောက်ထပ်လအနေငယ်လောက်ထိတော့မင်းအကြောင်းကိုမလာတော့ကောင်းလိမ့်မယ်။မဟုတ်လို့ကတော့မင်းကိုဝင်ရှိနေတဲ့အကြောင်းကအကြောင်းလုံးပြန့်နှံ့သွားလိမ့်မယ်။မကောင်းတဲ့သတင်းဆိုကြီးနဲ့တစ်ချိန်လုံးထိတ်လန့်နေတော့မှာနော်။ဖလစ်ဟုတ်တာပဲ။ကျမကျောင်းမှာဘလို့မျိုးတွေးကြမလဲဆိုတော့ကိုမတွေးမိလိုက်ဘူး။အင်ကြီးအဖွားကြီးတွေပဲဝတ်ပြီးတော့ဘိုက်ကိုတစ်ချိန်လုံးဖုတ်ခွဲထားနေကြတာမစိုးရိမ်နဲ့သမီးအမေသမီးကိုအိမ်မှာပဲတတောင်းဆောင်လုံးစားသင်ပေးမယ် မိမိကတင်ယွန်းညွတ်တက်တွေကိုလေ့လာခဲ့ပြီးတော့ကျမပိုက်မမွေးခင်အခြေအတိကိုကျမကိုအားလုံးသိပြပေးပါရယ်။ကျမကိုသူကအခန်းတစ်ခုရယ်ခေါ်လာခဲ့ပြီးတော့ကျမအဲ့ဒီခန်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့အရှမ်းကိုအံ့အားတင်သွားရယ်။ခလေးလေးတွေအားလုံးပြင်ဆင်ပြီးသားဖြစ်နေတာကိုကျမတွေ့လိုက်ရပါရယ်။အဲ့တဲ့ရဲ့အခန်းကဟူပတ်ချမ်းမှာဆိုတော့အဲ့ဒီခန်းကိုတမိနေရင်တော့ပိုကောင်းမယ်လို့အမေထင်တယ်။ဒါမှတမိရဲ့အခန်းနဲ့ခလေးရဲ့အခန်းကတူတူနားဖြစ်နေမှာပေါ့။ပြီးတော့အမေတမိတို့နဲ့ခဏလောက်လာနေချင်းသေးတယ်ခရီးနော်။ ဟင်ဘာလို့လဲအမေအလောက်ကနေလဲခွင့်ယူထားတယ်အမေမကပြပြစုံတဲ့ငွေပမာဏတွေရှိနေပြီဆိုတော့အမေထပ်ပြီးတော့ရှားဖို့မလိုပါဘူးအမေရဲ့မြေးလေးကိုပဲအမေစောင့်ရှောက်ပေးခြင်းနဲ့တမီးလေးပေါ်မှာအမေမားခဲ့တာရရှိတယ်ဆိုတာကိုအမေသိပါတယ်အဲ့ဒီအတွက်အမေတပွားအလုံးပြန်ပြီးတော့ပေးဆက်ချင်ပါတယ်အမေကလွန်ခဲ့တဲ့နှစ်တွေကလေးကတမီးကိုပြန်ပြီးတော့ဆက်သွယ်ချင်နေကြတာဒါပေမဲ့တမီးရဲ့အဖေကတမီးနဲ့မရှုပ်ဖို့အတွက်အမေကိုအမြဲတမ်းတားနေကြတယ်လေ ဖရီးယားကိုကတ်တင်ခဲ့တယ်ဆိုတော့ကလည်းသူ့ကိုသမီးလေးထပ်ပို့ပြီးတော့ချစ်လို့မဟုတ်ပါဘူး။အဲဒီနေ့ကသမီးစီကိုလုံချိုရေးကောက်လီကသွားနေတာကတခြားပြီးတော့ကဲနဲ့ပို့ပြီးတော့နီးနေတဲ့သူ့ကိုအမေအရင်တွေ့တာကြောင့်ကဲလိုက်တာပါ။ကျမကြားလိုက်ရတဲ့အရှာကိုတော့မယုံကြည်နိုင်ပါဘူး။ဘာမှမပြောလိုက်ခင်ပါပဲဖရီးယာကျမစီကိုရှောက်လာတယ်။ကယ်ရီနာနင်ဟန်ဆောင်နေရာကိုရှောက်လိုက်တော့နော်။နင်တို့အားလုံးပြပြလိုက်တော့။ဟမ်နင်ဘာပြောတာလဲ။ နင်မင်းကနင်ရဲ့ဘိုက်တူကြီးကိုဘိုက်တဲတဲ့နေရငါတွေ့လိုက်တယ်။နင်နင်အားလုံးကိုလင်းခဲ့တာပဲ။ဒီကိုဝင်ရှိရဆိုပြီးတော့အတွေ့လုံးနေခဲ့တာ။အမ်တမီးတို့ဘာပြောနေရလဲ။ဘာလို့သူကဒါအောင်လုပ်တယ်လို့မမေ့ထင်လဲ။မမေ့ရဲ့ဂယူဆိုင်မှုတွေကိုသူကလိုချင်နေရလေ။မမေ့ကိုတမီးစီကနေသူပြန်ပြီးတော့ခိုးချင်နေတာ။တမီးတို့နှစ်ယောက်ကြားရကဆက်ဆက်ရေးကိုသူမနာလို့ဖြစ်နေကြလို့လေ။ကောက်ပြီလေ။အဲ့ဒါကအမှန်ပဲ။တမီးအားလုံးကိုလင်းပြောခဲ့တာ။ဖိလစ်ကိုလည်းပတ်စံပေးပြီးတော့လင်းခိုင်းခဲ့တယ်။ မီးတို့ကတွဲခဲ့ကြမဟုတ်ဘူးတငယ်ချင်းတသက်ပဲမေမေနဲ့ပို့ပြီးတော့နီးစပ်ချင်တဲ့အတွက်အရှာအလုံးကိုအကွက်ကျကျချက်စီးခဲ့တာပဲမေမေခဏတာလောက်တိတ်ဆိတ်သွားခဲ့ပါတယ်ဝေါအမေကတမီးကိုနာချီအောင်လှုပ်ခဲ့မိတာလားအမေကမှားသွားခဲ့တဲ့စကားကို အမေသိပါတယ်ဒါပေမဲ့ဒီလိုကိုဝင်ရှိတယ်ဆိုပြီးတော့တွေ့ရလောက်ရတဲ့အချိန်တော့အမေတမီးပေါ့ကိုမှားသွားခဲ့တာလားသမီးနဲ့အမေရဲ့ခြေထဲမှာပြန်ပြီးပြင်ဆင်လို့မရတဲ့အချိန်တော့မှမိမိကအရှာအလုံးကိုဖျက်ဆီးမိလိုက်တာလား အမေအတွက်အချိန်ခဏလိုအပ်တယ်။ဒီလိုနဲ့မေမေကကျမကိုမောက်ထွက်လိုက်ပြီးတော့ Freya ကိုလည်းကျမနဲ့လိုက်သွားခိုင်းခဲ့ပါတယ်။သူတယောက်ထင်းနေချင်လို့ရယ်။ Freya လည်းကျမ၏မှာ9ရက်လောက်လိုက်နေခဲ့ပါတယ်။ကျမလည်းပပိကိုရောမေမေကိုပါစကားမပြောခဲ့ပါဘူး။ငါညို့နာကျင်ဖို့အတွက်ရွေခဲ့တာမဟုတ်ဘူးဆိုတာနင်သိတယ်မလား။မေမေကညို့ချစ်သလိုမျိုးငါ့ကိုလည်းချစ်စေချင်တာပါ။ငါနားလဲပါတယ်။နေ့ကိုဒီလိုဖော်ထုတ်လိုက်မိတဲ့အတွက်လည်းတောင်းပန်ပါရယ်ပြီးတော့ငါနားမလဲတာက မိမိကလည်းနင်းနဲ့လီးစပ်ဖို့အတွက်ငါ့ဘာမဖြစ်လို့မေးပြလိုက်တာလဲဆိုတာငါမသိဘူး။သူကပြပြဆုံတဲ့သူတယောက်တော့မဟုတ်ပါဘူးဖရီးယား။ဒါပေမဲ့ငါ့ကိုစောင့်ရှောက်ဖို့အတွက်တော့ကုမ္ပဏီကနေခွင့်ယူလိုက်တာတဲ့အထီကိုသူလုပ်ပေးခဲ့တယ်။ဒီလိုဆိုပေမဲ့လည်းညစ်တွေအများကြီးငါ့ကိုမသိချောင်ဆောင်ခဲ့တဲ့အတွက်တော့ငါခွင့်လွှတ်နိုင်မယ်လို့တော့မထင်ဘူး။ကောင်းပြီလေ။ဒါဆိုငါတို့နှစ်ယောက်ကိုခဏလောက်အာရုံလွှဲစေမယ့်အရာတော့ရှိတယ်။ကျမတို့နေအောင်ခေါင်းလေးကြိုက်သွားတဲ့အထိကို Aura Channel ရဲ့ video တွေကိုထိုင်ကြည့်နေကြပါရစေ။ ခေါင်းကလည်းစိတ်တော့ဝင်စားပါဘူးကျမတို့စိတ်သက်သာတယ်လို့ခံစားလာရတယ်။နောက်နေ့ကျတော့မမေကကျမတို့ကိုလာတွေ့ပါရယ်။အမေအနေနဲ့သမီးလေးတို့နှစ်ယောက်စလုံးကိုတောင်းပန်ဖို့လိုရလို့ထင်ပါရယ်။ခရီနာသမီးစီကခွလုံမှုကအမေနဲ့မထိုက်တန်ဘူးဆိုတာအမေသိပါရယ်။ဒါပေမဲ့အမေတို့ခြားရဲကဆက်ဆက်ရေးလေးကိုတော့အမေထပ်ပြီးတော့ထိမ့်သိမ်းထားချင်ပါရဲ့။တမီလည်းကိုဝင်ရှိတယ်ဆိုပြီးတော့လင်ခဲ့မိတဲ့အထိမမေပေါ်ကိုမှားခဲ့မိတယ်လေ။အရှမ်းလွန်သွားရဲ့ဆိုတာတမီသိပါရဲ့။ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့သမီးလေးဘာကြောင့်လုပ်တဲ့စကားကိုအမေနားလဲပါတယ်။ကာရီနာသမီးအမေတို့နဲ့လာနေပါလား။အမေအရာလုံးကိုအစကပြန်ပြီးတော့စချင်ပါတယ်။ဟုတ်တယ်လေ။ငါ့အတွက်လည်းအမကြီးတယောက်ရတာပေါ့။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒီလိုမလုပ်နိုင်ဘူးလို့တော့တွေးပါတယ်။မမေကိုသမီးချစ်ပါတယ်။ဒါပေမဲ့မမေတို့နဲ့နေဖို့အထီးတော့တမိအစင်းသိမဖြစ်သေးပါဘူး။ဖြည်းဖြည်းချင်းပဲစူးစမ်းသွားကြရင်ပို့ပြီးတော့ကောင်းမယ်ထင်ပါတယ်။ ဇာလန်လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပြည်သက်လူတို့နဲ့အတူပြန်လဲဆုံတွေ့ချင်ပါတယ်။တာယာအေဂျင့်နဲ့ရေလူတွေကိုပန်ဆန်နေကြပါစေ။